ားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ထူးခြားစမ်းကြယ်လာတဲ့တိတ်တိဝင်ဝေကွန်းစုအကြောင်းလေးကိုတင်ဆက်ပေးခြင်းပါပဲဗျဝေကွန်းစုကိုတော့မြန်မာပြည်ဒေသတော်တော်များများမှာတွေ့ဘူးကြတယ်လို့စာပေကျမ်းဂန်များအရာသိရပါတယ်ဒါပေမဲ့လည်းလောကီပညာရဲ့နေပယ်မှာတော့အသုံးပြုတတ်ပါကအလွန်အသုံးဝင်ကြောင်းလည်းကြားဘူးပါတယ်ဝေကွန်းစုမှာနှမျိုးရှိပါတယ်တစ်မျိုးကတော့ကြောက်ဖြစ်ရုပ်ကျင်းဖြစ်ကနောက်တဲ့တစ်မျိုးကတော့ကိုရွေးမျက်မြင်အရှင် ငွေကွင်းစွတ်ပဲဖြစ်ပါတယ်။လော်ဂီပညာရက်ဒီမှာတော့အတုံးပြူနီကကွဲပြားတက်တယ်လို့အကျိုးပြုပုံကလည်းခြားနားလာပါတယ်။လော်ဂီစာပေတွေကငွေကွင်းစွတ်အတုံးပြူနီများကို ဖော်ပြပေးလိုပါတယ်။ငွေကွင်းစွတ်ကြောက်ပြုတ်ခြင်းကိုတွေးရှိပိုင်ဆိုင်တာပါကငွေကွင်းစွတ်ကိုလက်ကင်ပွားနဲ့အုပ်ယူပြီးညတကောင်ရန်အပြင်ကိုထွက်ပါကခွေးများမဟောင်နိုင်ခြင်းပြီးရသိတည်ပြီးခြင်းမိမိအားလူမမြင်နိုင်ခြင်းတို့ကိုစွမ်းဆောင်နိုင်ပါတယ်။၎င်းငွေကွင်းစွတ်ဟာ တိတ်တိတ်တင်စရာမလိုအပ်ပေမဲ့လည်းတက်စွမ်းနိုင်တဲ့လူတွေလက်ထဲမှာတော့အစွမ်းရှိပုံများကကွဲပြားနိုင်ပါသေးတယ်။ဒီနေရာမှာငွေကွန်းစုအရှင်ကိုမြင်တွေ့ရပါကဖန်းယူနည်းတွေကိုလည်းသိရှိမှသာငွေကွန်းစုအရှင်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ငွေကွန်းစုအရှင်ဖန်းကြီးကိုလည်းလက်လန်းမိသလောက်ဖော်ပြပေးလိုက်ပါတယ်။ငွေကွန်းစုကအသေးနဲ့အရှင်ဆိုပြီးနှစ်မျိုးရှိပါတယ်။ငွေကွန်းစုအသေးကတော့ကြောက်ဖြစ်ရောက်ခြင်းအဖြစ်တည်ရှိပြီးငွေကွန်းစုအရှင်ဟာလက်တလောဖမ်းမိတာပါက တရီခွင်းတစ်ခုလိုဖြစ်နေမှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်လဲငွေခွန်းစုအရှင်ဖန်းဒီကိုဖော်ပြလိုပါတယ်။ငွေခွန်းစုအရှင်ကို အမှတ်မထင်တွေ့ရှိပါကဝါဒုတ်ချောင်းကိုကြက်ချေကပုံစံပြုလုပ်ပြီးငွေခွန်းစုရဲ့အလဲကိုရရပါတယ်။ဝါဒုတ်ကြက်ချေကခါငွေခွန်းစုအရွယ်ထက်ကြီးရပါမယ်။အဲ့ဒီခါမှငွေခွန်းစုကိုရယူနိုင်မှာဖြစ်ပါတယ်။ငွေခွန်းစုကသူ့ရဲ့အမိကိုစိတ်ကြိုက်မျိုးပြီးတဲ့အခါမှာမကြမီမိုးချိုးပြစ်တယ်လို့အော်တန်ကြီးထွက်ပေါ်လာပြီး ဝေကွင်းစုကထပြန်က ပြက်ွယ်သွားတတ်ပါတယ်မိမိကဝိုးချိုးပစ်တယ်လို့အော်ဒါမထွက်ခင်အဲ့ဒီမွေကွင်းစုကိုလက်ဥစွာဝါးထုတ်ပြစ်ကြက်ကြီးကခတ်ပြီးမြေကြီးမှာရိုက်သွင်းနိုင်ဖို့လိုအပ်ပါတယ်ဆိုလိုချင်တာကထပြန်တတ်တဲ့မွေကွင်းစုကိုထမပြန်နိုင်အောင်လုံနိုင်ပါကတိတ်တိဝင်မွေကွင်းစုကိုပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးရမှာဒေကြပါတယ်အချို့ကတော့မွေကွင်းစုအလေတဲ့ကိုတန်နေပစ္စည်းတစ်ခုခုထည့်ထားပြီးတိတ်တိတင်ယူတာတွေလည်းရှိပါတယ်မွေကွင်းစုကို အချိန်မဖန်းနိုင်ရင်၎င်းဤဟာလည်းအတုံးဝင်တယ်လို့လော်ကီစာပေတွေကဆိုပါတယ်။မွေကွင်းစွတ်ထပြန်တဲ့အခါမွေချိုပစ်တယ်လို့အော်ဒန်နဲ့အလင်းရောင်တွေကြောင့်မွေကွင်းစွတ်အစွမ်းကတန်နေအတွင်းဝင်ရောက်ပြီးတိတ်တိတ်တင်းတယ်လို့အစွမ်းကကြံရှိတတ်တယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီလိုမျိုးမွေကွင်းစွတ်ကိုပိုင်ဆိုင်တဲ့သူတွေဟာကံငါးပါးကိုတော့မဆောက်ထိန်နိုင်ကြပါဘူး။အဲ့ဒါကြောင့်လည်းအပင်ငရဲကိုလားနိုင်ပါတယ်။အကြောင်းကတော့မွေကွင်းစွတ်အစွမ်းနဲ့သူတစ်ပါးသားပြို့တမိပြို့တွေကို ပြမားမိနိုင်ပါတယ်။ဘီယာတိတ်တိပြီးခြင်းနဲ့စောရကိုပြောက်တခိုးလုံးနိုင်တာကြောင့်မွေကွန်းစွတ်အကြောင်းကိုတည်သားသူများကလိုချင်ကြပါတယ်။မွေကွန်းစွတ်ကအကြောင်းမဲ့ဖြစ်လာတာမဟုတ်ပဲမွေထုံကူးခြင်းဖြစ်တယ်လို့လည်းလော်ကီစာပေတွေကဆိုကြပါတယ်။မွေတကောင်က သူ့ရဲ့အမိကိုပြန်မျိုးပြီးထုံကူးလို့အောင်မြင်ပါကတကူးအစွမ်းရှိတဲ့နတ်မွေဖြစ်သွားတတ်ပါတယ်။မွေကွန်းစွတ်ကတကောင်နဲ့မျိုးတာရှိတယ်လို့နှစ်ကောင်မျိုးတာလည်းရှိပါတယ်။ အထီးနဲ့အမနှစ်ကောင်မျိုးသားတဲ့ဝေကွင်းစကတော့ပိုစွမ်းတယ်လို့လည်းသိရပါတယ်။အလွန်ကန်ကောင်းသူရားထိုက်သူများကသာဝေကွင်းစကိုရရှိနိုင်ပါတယ်။ရခဲ့လာတဲ့ဂမ်ဘီယာပစ္စည်းတစ်မျိုးလည်းဖြစ်တယ်လို့ဆိုကြပါတယ်။အနောက်တိုင်းစီးသိပ်ပြန်ပညာရှင်တွေကတော့ဝေကွင်းစွခြင်းဟာဝေတွေစိတ်ကြယောဂါဖြစ်ပြီးသူ့ကိုယ်သူ ပြန်မြိုတာလို့လည်းသုံးသပ်ခဲ့ကြတယ်လို့ လက်တွေမှာလည်းငွေကွင်းစုချုပ်ကိုကဲတင်ခဲ့ရတဲ့တာရကဖြစ်ရများလဲရှိခဲ့မှုတယ်လို့ဆိုကြပါဗါဒငွေတွေဟာသူ့ကိုယ်သူပြန်မျိုးပြီးတေချောင်းကျက်စီတက်တယ်လို့လည်းသုံးသက်လို့ရနိုင်ပါတယ်ငွေကွင်းစုကိုတောတောင်တွေထဲမှာတွေးမြင်နိုင်ပါတယ်တရားအားထုတ်တဲ့သူတော်ကောင်းတွေကတော့ငွေကွင်းစုကိုမျက်မြင်တွေ့ကြပေမဲ့ဘေးမဲ့ပေးထားတတ်ကြပါတယ်အစင်းနှိတ်တဲ့ မွေဘွားကနေအစစ်မြင့်တဲ့နတ်မွေဘွားကိုကူပြောင်းဖို့လုပ်နေတဲ့အတွက်ကြောင့်မွေကွင်းစုကိုတားဆီးတဲ့သူတွေဟာအာကုသူဖြစ်နိုင်တဲ့အတွက်သူရကောင်းတို့ကမွေကွင်းစုကို လက်ဆောင်ကြပါတယ်။လော်ဂီပညာကိုလိုက်စားတက်ကြတဲ့သူများအဖို့ကတော့မွေကွင်းစုကမမောစရာပစ္စည်းတစ်ခုလိုတည်ရှိနေပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းလေးကတော့ထူကြားစမ်းကြေလှပြီးတိတ်တိဝင်တဲ့မွေကွင်းစုအကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလိုစိတ်ဝင်စားပွဲအကြောင်းအရာလေးများကိုအမြဲတမ်းတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ခဲ့ပေးပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်